ထားတဲ့ယာယီတဲတွေအတွင်နိုင်ငံသား900ကျော်ခုံလုံးလေးရရှိပြီးအရေအတွက်ထပ်မံမြင့်တက်လာနိုင်ကြောင်းအော်တိုဝါ23ရက်နေ့တခြားလုံးမှာခုံလုံးလာသူတွေရှိနေတာကြောင့်အရေအတွက်ထပ်မံမြင့်တက်လာနိုင်တယ်လို့ထိုင်းသတင်းမှဖော်ပြထားပါတယ်။အော်တိုဝါလမ်းကုန်ပိုက်မှာ KK Park အတွင်ကိုမြမတမတော်ကဝင်ရောက်စီးနင်းခဲ့ရာအစောပိုင်းဝင်အတွင်ကနေတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starlink ဇလောင်း30နဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့တဲ့အပြင် ဆောင်းလုတ်ပြီးနဲ့ဆောင်းလုတ်စင်းအဆောင်းအုံတွေတထက်တိုက်ဆေးပေကန်နှကန်းတို့ကိုတင်းရှိခဲ့ပြီးအစောပိုင်းအဆောင်းအုံတွေအတွင်းကနေအလုသမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတို့ကိုတင်းရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ KK ပဝင်အတွင်းမှာရှိတဲ့အဆောက်အုံတွေဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တင်ဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခရီးသွားလာရေးရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမိတ်တွေနဲ့ပတ်သက်ပြီးတင်ဝင်ဆောင်ရွက်စာရင်းတွေစစ်ဆေးတွေးရှိခြင်းမရှိတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုဆင့်ခေါ်ရမှာလဲလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံထုံးလုံနေတွေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ကထုတ်ပြန်ထားပါတယ်ဆက်လက်ပြီး ကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်နေတယ်လို့စွပ်စွဲခံရတဲ့ထိုင်းဝင်ကြီးတဦးနှုတ်ထွက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကာဝရီယိုအခြေစိုက်ကြားဖြတ်စင်တာတွေနဲ့ပတ်သက်နေတယ်လို့စွပ်စွဲခံရတဲ့ထိုင်းလက်ထောက်ဗန်ဒါယီဝင်ကြီးဘိုရာဘတ်တန်ယာဝန်ဟာအော်တိုဝါ22ရက်မှာယာရူကနေနှုတ်ထွက်ခဲ့တယ်လို့ AFP သတင်းမှာဖော်ပြခဲ့ပါဗျ။ဒီဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးဖြည့်ရှင်းစာတစ်စောင်ရေးသားပြီးတင်သွင်းဖို့ထိုင်းဝင်ကြီးချုပ်အနုတင်ချမ်ဘီရာကိုကဘိုရာဘတ်ကိုအမိန့်ထုတ်ပြန်ခဲ့ပါဗျ။ ပြီးခရီးလောက်ကမှလက်ထောက်ဘန်နာရေးဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ပိုရာဘတ်ဟာကမ်ဘရီးယားမှာရှိတဲ့အကြမ်းဖက်ဆန်တာရီနဲ့ဆက်နွယ်တဲ့ပြည်ပလူလိန်တအူးနဲ့အဆက်အသွယ်ရှိခဲ့ကြောင်းအခုသတင်းပတ်အတွင်းသတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက်စစ်ဆေးခံခဲ့ရပါတယ်။ပိုရာဘတ်ရဲ့ဇနီးဟာအခုနှစ်အတွင်းတရုတ်ကမ်ဘရီးယားရာဇဝတ်ဂိုင်းတွေထံကနေဒေါ်လာ3သန်းလက်ခံရရှိခဲ့ကြောင်းခွေးထန်တင်သတင်း website ကဖော်ပြခဲ့ပါတယ်။ ဘော်ရဘတ်ဟာအစိုးရကော်မတီတစ်ခုရဲ့တစိတ်တပိုင်းအနေနဲ့ဒီရာဇဝတ်ကိုင်းကိုစုံစမ်းစစ်ဆေးဖို့တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။ဘော်ရဘတ်ဟာငွေကြေးခွာချမှုကွန်ရက်နဲ့ဆက်နွယ်တဲ့ကမ်ဘရီးယားဘဏ်ဖြစ်တဲ့ BIC ဘဏ်ရဲ့အကြံပေးပုဂ္ဂိုလ်စာရင်းမှာပါဝင်ခဲ့မှုတွေလို့အစိုးရ website ကဖော်ပြခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အင်တာမယာမီအသင်းနဲ့မက်ဆီ2028ခုနှစ်အထိတက်တန်းတို့စာချုပ်ချုပ်ဆိုခဲ့တဲ့အကစားသတင်းကိုတင်ဆက်ပေးမှာပါ။အာဂျင်တီးနားနိုင်ငံမိုမက်ဆီဟာအင်တာမယာမီအသင်းနဲ့ 2028ခုနှစ်အထိတက်တန်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။မက်ဆီဟာ2023ဇွန်လမှာအင်တာမိုင်ယာမီအသင်းနဲ့နနစ်ခွဲစာချုပ်ချုပ်ဆိုထားခဲ့တာကြောင့်လာမယ့်ဒဇမမှာသက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက်သက်တမ်းတိုးစာချုပ်သက်ထပ်မံချုပ်ဆိုခဲ့တာပါ။ဒါကြောင့်အသက်38နှစ်ရှိပြီဖြစ်တဲ့မက်ဆီကို42နှစ်အရွယ်အထိမျက်ခင်းစိမ်းတွေပေါ်မှာဆက်လက်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ဒီအသင်းမှာဆက်ရှိရမှာကကျွန်တော်တို့တကယ်ပျော်ရွှင်စေပြီးအသင်းရဲ့အစီအမံကိန်းနဲ့အတူရှေ့ဆက်သွားမှာပါ။ မိုင်ယာမီဖရီးဒမ်ပါကွင်းမှာရှင်ပြန်ကစားဖို့အိမ်မက်ကလည်းတကယ်ဖြစ်လာပါပြီလို့မက်ဆီကပြောပါရယ်မက်ဆီဟာအာဂျင်တီးနားလူရင်းစဉ်အသင်းအတွက်တော့2026ကမ္ဘာဖလားပြိုင်ပွဲအထိသာရှင်ပြန်ကစားမယ်လို့အတည်ပြုထားပြီးကလပ်အသင်းအတွက်သာဆက်လက်ရှင်ပြန်ကစားတော့ဖို့ဆုံးဖြတ်ခဲ့တာပါအင်တာမိုင်ယာမီအသင်းဟာမက်ဆီကိုခေါ်ယူနိုင်ခဲ့တာကြောင့်ကွင်းတွင်းကွင်းပြင်အကျိုးဖြစ်ထွန်းမှုများစွာရှိလာခဲ့တယ်လို့မေဂျာလိပြိုင်ပွဲအနေနဲ့လည်းပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုပုံမှန်ရရှိလာခဲ့တယ်လို့သိရပါတယ် ော်တိုဘာလ24ရက်နေ့ညနေ4နာရီညနေခင်းသတင်းတွေကိုထားရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါည7နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်